မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံဆိုတာမန္တလေးဒေသအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတက်ရောက်တဲ့အစီအမံဖြစ်ပါတယ်။ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်နိုင်ရေးမျှော်ရေးကတိုက်ပွဲဝင်နေတဲ့ရေဦးတော်လည်းကာလအတွင်းမန္တလေးကတော်လည်းအင်အားစုတွေစုပေါင်းကမန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီကိုနိုဝင်ဘာ28ရက်မှာဖွဲ့စည်းလိုက်ပါတယ်။မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီရဲ့တက်တာဟာနှစ်နှစ်ဖြစ်ပြီး ကောင်စီကိုဌာနကြီးခုနှစ်ခု ကောင်စီဝင်ဌာနကြီးမှုကိုဦးနဲ့ဖွဲ့စည်းလိုက်တာပါမန္တလေးဒေသကြာကာလအုပ်ချုပ်ရေးကောင်စီရဲ့ဥက္ကဋ္ဌနဲ့အုပ်ချုပ်ရေးဌာနကြီးရဲ့ဌာနကြီးမှုအဖြစ်ဦးမြင့်အောင်မို့ကောင်စီဒုတိယဥက္ကဋ္ဌနဲ့ကာကွယ်ရေးနဲ့လုံခြုံရေးဌာနကြီးရဲ့ဌာနကြီးမှုအဖြစ်ဦးအောင်မျိုးလက်ကောင်စီအတွင်ရေးမှုအဖြစ်ဦးထေရှင်းနေချုပ်အဖြစ်ဒေါ်နွေတမဗန္နာရေးအခွန်နဲ့သဘာဝတရားစာရစီမံခန့်ခွဲရေးဌာနကြီးရဲ့ဌာနကြီးမှုအဖြစ်ဦးအောင်စော ညညာရေးဌာနကြီးရဲ့ဌာနကြီးမှုဖြစ်ဦးမြေလူငယ်အမျိုးသမီးနဲ့ကလေးတငယ်ရေးရာဌာနကြီးရဲ့ဌာနကြီးမှုဖြစ်ဦးပြည့်စောအောင်လူသားချင်းစာနာကူညီရေးနဲ့အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီးရဲ့ဌာနကြီးမှုဖြစ်ဒေါ်အေးမြင့်မြင့်အောင်ကျန်းမာရေးဌာနကြီးရဲ့ဌာနကြီးမှုဖြစ်ဒေါက်တာအောင်ကျော်ဦးတို့တာဝန်ယူထားပါတယ်မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီအနေနဲ့မန္တလေးဒေသတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုစုမိုးနေမြေတွေမှာ အုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုအဓိကလှုပ်ဆောင်မယ်လို့ကောင်စီဥက္ကဋ္ဌဦးမြင့်အောင်မကအမတ်ပီကိုပြောပါတယ်။မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီဆိုတော့အုပ်ချုပ်ရေးရန်ရာပေါ့လေအုပ်ချုပ်ရေးရန်ရာကတော့ဒီကာလမှာတော့တော်လိုင်းကာလဖြစ်တဲ့အတွက်အဲဒီပုံမှန်ကာလကြီးလို့ဒါဟိုအုပ်ချုပ်တယ်ဆိုတာထက်အဲဒေသတွင်းမှာရှိတဲ့အဲဒီ လူသားဆန္ဒကိစ္စတွေပေါ့လေပညာရေးကိစ္စတွေကျမ်းမိုက်ကိစ္စတွေဒါတွေရက်တန်လို့မရဘူးဒါတွေအဓိကလုပ်မယ်အဲနောက်ဒီတော်လန်ကြီးမှာထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့တော်ဒီတော်လန်ကြီးတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာတွေဘယ်ကဏ္ဍကနေကျွန်တော်တို့ပူးပေါင်းပြီးတော့မှကိုကြီးဆောင်ရွက်နိုင်မလဲပေါ့လေဒီလုပ်ငန်းစဉ်တွေကတော့ပထမဦးစားပေးအနေနဲ့တော့ကျွန်တော်တို့လုပ်ကြရမှာပါလို့အဲ့တော့စီရေးသဘောတရားရတော့နေမီအတိုးဆုပ်ရှိတာမှန်တယ်အဲကျွန်တော်တို့ကအဲ့ဒီပုံမှာပဲကျွန်တော်တို့ကရှိနေတဲ့နေရာမှာရှိတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေပုံမှာ အာဆောင်ရွက်ပေးရမယ်ဒီတရားဥပဒေစိုးမိုးရေးကဏ္ဍတွေလူသားဆန္ဒကိစ္စတွေပေါ့လေဒါတွေကိုတော့တကယ်ဝင်ကျွန်တော်တို့ဆောင်ရွက်မှာပါလို့အခုလောလောဆယ်ကိုကျွန်တော်တို့ကလူသားချင်းဆန္ဒကိစ္စရဲ့ဒီကိုအဓိကထားပြီးအဲဆောင်ရွက်နေပါတယ်အဲတရားဥပဒေစိုးမိုးရေးကိစ္စတွေလည်းကျွန်တော်တို့စနစ်တကျကန်တွယ်ဆောင်ရွက်မယ်ပြီးရင်အာဒီကာဝေးအဖွဲ့အင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဟိုပူးပေါင်းပြီးတော့မှအာဆောင်ရွက်လို့ရတဲ့အပိုင်းတွေမှာကျွန်တော်တို့ကတော့ အဲအခုဆောင်ရွက်ပြီးဖို့အဓိကဒီဒီကဏ္ဍတွေကတော့အဓိကဆောင်ရွက်မှာပါလို့မန္တလေးနေသားဂျာကလာအုပ်ချုပ်ရေးကောင်စီဟာမန္တလေးတိုင်းအတွင်းအမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပြီးတော့အခုလို Federal Unit စနစ်အစိုးရတည်းရပေါ်ပေါက်ဖို့မန္တလေးကတော်လိုင်းအင်အားစုတွေပူးပေါင်းက2023ခုနှစ်တည်းကကျိုးပန်းလာတာဖြစ်ပါတယ်2020ရွေးကောက်ပွဲအနိုင်ရလွတ်တော်ကိုယ်စားလှယ်တွေရဲ့မန္တလေးတိုင်းလွတ်တော်ကိုယ်စားပြုကော်မတီနဲ့ရွေးဦးတော်လိုင်းအင်အားစုတွေစုပေါင်းက2024ဇူလိုင်မှာ န္တလေးဒေသအကြာကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနဲ့မူကြမ်းရေးဆွဲလုပ်ငန်းအစီအစဉ်ကို ဖော်ထုတ်ခဲ့ပါတယ်။အဲ့ဒီလုပ်ငန်းအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့မန္တလေးကတော်လိုင်းအင်အားစုအစုအဖွဲ့6ခုက ကိုယ်စားလှယ်53ဦးနဲ့2024အောက်တိုဘာမှာလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီးတဲ့နောက်မန္တလေးဒေသနိုင်ငံရေးအစီအမံကိုရေးဆွဲခဲ့တာပါ။မန္တလေးဒေသနိုင်ငံရေးအစီအမံကို2025စက်တင်ဘာမှာမန္တလေးတိုင်းလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းပြီးတဲ့နောက် ခုလိုမန္တလေးဒေသဂျာကာလာအိုချိုရီကောင်စီကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။မန္တလေးတိုင်းလွှတ်တော်ကလွှတ်တော်လုံထုံးလုံနီးတွေနဲ့အညီအတည်ပြုထားတဲ့မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံဟာမန္တလေးဒေသအတွက် ဖွဲ့စည်းပုံသဘောတက်ရောက်တဲ့နိုင်ငံရေးအစီအမံဖြစ်ပြီးတော့ပြည်ထောင်စုဂျာကာလာဖွဲ့စည်းပုံဆိုင်ရာအစီအမံနဲ့မဆန့်ကျင်သရွေ့မန္တလေးဒေသရဲ့အမြင့်ဆုံးဥပဒေဖြစ်တာကြောင့်အဲ့ဒီကတဆင့်ပေါ်ပေါက်လာတဲ့ကောင်စီဟာလည်း မန္တလေးဒေသအတွင်းအမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်ပါတယ်။မန္တလေးဒေသကြာကာလအုပ်ချုပ်ရေးကောင်စီဟာဖက်ဒရယ်စနစ်ကိုလက်တွေ့ကျင့်သုံးတာလည်းဖြစ်ပြီးတနိုင်ငံလုံးရဲ့ဖက်ဒရယ်အရေးအတွက်ပြည်ထောင်စုအစိုးရတခြားဖက်ဒရယ်ယူနစ်အစိုးရတွေနဲ့ချိတ်ဆက်ဆောင်ရွက်ကဖက်ဒရယ်အရေးကိုဆောင်ရွက်မှာဖြစ်တယ်လို့ဦးမြင့်အောင်မိုးကပြောပါတယ်။မန္တလေးဒေသအတွင်းကမြင်းချံခရိုင်နဲ့ပြည်ဦးလွင်ခရိုင်မှာတော်လိုင်းအင်အားစုတွေစိုးမိုးထိန်ချုပ်ထားတဲ့နယ်မြေတွေရှိပြီးလက်ရှိမှာအဲ့ဒီတော်လိုင်းအေးစိုးမိုးနယ်မြေတွေကိုအနာသိန်းစိုးစုက နေ့စဉ်လေးကြောင်းပုံကျဲသလိုမြေမြေကနေလဲစကြောင်းထိုးပြီးလူသက်လူရဲ့မိရှူတာတွေကျူလွန်နေလို့ထောင်ထောင်ချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရပြီးတော့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလည်းလိုအပ်နေပါတယ်။